ဖုန်းရုပ်သံလိုင်းကိုကြည့်ရှုနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မိမိတို့ရဲ့ငယ်ဘဝကိုပညာရင်ွက်ခလုံးခွင့်ပေးခဲ့တဲ့ဆရာဆရာမတို့ရဲ့ကုန်ကျစုအထူးကို အောက်မေ့ရည်စူးပူဇော်တဲ့အခမ်းအနားကိုဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီခမ်းအနားကတော့ထူးကြီးမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ထူးကြီးအားထက်ကကျောင်းသားကျောင်းသူဟောင်းများရဲ့စက်ထမအချိန်မြောက်ရက်ဆရာပူဇော်ပွဲခမ်းအနားဖြစ်ပါတယ်။ က်ဆရာပူဇော်ပွဲခန္ဓာပြမြဖို့အတွက်ဆရာကြီးဆရာမကြီးများနဲ့အတူကျောင်းသားကျောင်းသူများအားလုံးဟာမနေ့ကစောစောကလေးကရန်ကုန်မြို့တကုံအေရအဝေးကြီးကနေထူးချီးမြို့ကိုထွက်ခွာလာခဲ့ပါတယ်။ ိုရောက်ရှိပြီးချိန်မှာတော့ထူးချီးအထက်ကအတွင်မှာကျောင်းသားကျောင်းသူဟောင်းများရဲ့စတ္တမအချိန်မြောက်ရက်စရာပူဇော်ပွဲအခမ်းအနားကိုရောက်ရှိခဲ့ပါတယ်။မိမိတို့ငယ်စဉ်ကပညာသင်ကြားပေးခဲ့တဲ့ဆရာကြီးဆရာမကြီးများအပြင်ငယ်စဉ်က ပညာကိုအတူတူသင်ကြားခဲ့ကြတယ်။တငယ်ချင်းများအချင်းချင်းပြန်လည်ဆုံတွေ့ရတဲ့အတွက်လည်းအထူးပဲဝမ်းသာနေတဲ့ပုံလေးတွေကိုမြင်တွေ့ရမှာပါ။ ျွန်တော်နာမည်ဦးစွေရံဖြစ်ပါတယ်သူကြီးအထကအကြောင်းရဲ့အကြောင်းသားဟောင်းတူဖြစ်ပါတယ်ဒီနေ့ဆရာကတော်ဘွဲကစတ္တမအကြီးမြောက်မြတ်ဆရာပူဇော်ဘွဲဖြစ်ပါတယ်လွန်ခဲ့တဲ့၅ကြိမ်စလုံးကိုလည်းပဲမပြတ်မကွက်တက်ရောက်ခဲ့ပါတယ်ဒီနေ့မှာအထက်တန်းကျောင်းကြီးရွှေရုနဲ့ဆရာကတော်ဘွဲကိုပူတွဲကျင်းပတဲ့အခါမှာရွှေရုအထိမ့်မှပွဲပြည့်မြောက်ရေး ကောမဒီမှာဒုတိယဥက္ကဋ္ဌတာဝန်အနေနဲ့တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ဟုတ်ကဲ့အခုလိုဒီဆရာတော်ဘက်မှာပါနော်တကယ်ချင်းအောင်းနေနဲ့ပြန်တွေ့ရတဲ့အတွက်ဥရှင်တွေကဟိုဝန်ထပ်ပီတီစကားလေးလည်းပြောပြပေးပါဦး။ကျောင်းကြီးနဲ့ဝေးခဲ့တာနှစ်40ကျော်50နီးပါးဖြစ်နေပါပြီ။အခုလိုရွှေရုကာလမှာတကယ်ချင်းနေနဲ့ပြန်လဲတွေ့ဆုံရတာလွန်ခဲ့တဲ့နှစ်40ကအတိုင်းပဲ စိတ်ထဲမှာပျော်ရွှင်ကြင်နူးမှုကိုခံစားရပြီးတော့မှ ပြန်လဲနုပြူလန်းဆန်းသွားပါတယ်အခမ်းအနားစတင်ပြီးချိန်မှာတော့သူကြီးအထက်ကကြောင်းသားဟောင်းတူမှာဆရာဆရာမများတွေ့ကွန်ပျူတာချင်းတည်ဆိုရေးပြီးခဲ့ပါတယ်။ ောက်မှာတော့ကြားရောက်လာကြတဲ့ဆရာကြီးဆရာမကြီးများကိုကတော်ချိုးဖြင့်ရိုသေလေးမြတ်စွာရှိခိုးကြော်ခဲ့ပါတယ်။အိနောက်မှာဆရာကြီးဆရာမကြီးများကိုကတော်ပစ္စည်းများနဲ့ရိုသေလေးမြတ်စွာပူဇော်ခဲ့ပါတယ်။ဆရာက ူလရန်ဆရာဖြစ်တဲ့အတွက်ပထမအလဲရန်ကျောင်းမှာတုန်းကအစပြီးတော့လုပ်ခဲ့တာပါ66မှာထက်တန်းဖြစ်တဲ့အခါကျတော့68မှာဒီထက်တန်းကျောင်းကနေထွက်ပြီးမူလရန်ဆရာဖြစ်နေတော်ရော်တော်မှာသွားပြီးတော့လွတ်လွတ်ခဲ့ရပါတယ်အဲနောက်မကြခင်မှာပဲငရကွယ်မူလရန်ကျောင်းကိုပြန်ရောက်ပြီးတော့ငရကွယ်မူလရန်ကျောင်းမှာပဲအာပင်စင်ယူခဲ့တဲ့အဲ့ 60နှစ်တီအောင်လုံးတဲ့36နှစ်တီတီလုတ်ခဲ့ပြီးတော့မှပြည်ရှင်ယူခဲ့ရတာဖြစ်ပါတယ်အခုလိုထူကြီးအထကရဲ့250ပြီရွှေရုတပေနဲ့6နှစ်မြောက်မြတ်ဆရာပူဇော်ကြော်ဝဲမှာတက်ခဲ့ရတဲ့အတွက်ဆရာအနေနဲ့ပထမအကြိမ်မြတ်ဆရာပူဇော်ဘွဲမှာတော့ငါတွေကပါဝင်ဆင်နွှဲခွင့်ရခဲ့ပါတယ်ဒါကြောင့် မူလရန်ပိုင်းမှာစပြီးတော့ไก่ขาคุยတွေကတင်ခဲ့ရတဲ့တပည့်များဟာအခုလိုกรอบဝဲมาลาရောက်ပြီးတော့ปูโซกรอจาราริကိုတွေ့ရတယ်သူတို့အချင်းချင်းနေလဲပဲဒူးနဲ့ဒူးជីជីနူးနူးနဲ့ပြောကြဆိုကြတိုင်မင်ညဆွေးနွေးကြဤကြနှမ်းကြလုပ်တာတွေကိုတွေ့ရတဲ့အခါမှာဆရာအနေနဲ့ကတော့အတိုင်းမသိဝမ်းလာပီတီ ဖြစ်ခဲ့ရပါတယ်ဒီလိုလည်းပဲအသက်ထက်ဆုံးဝမ်းလာပြီးဒီဆက်လက်ပြီးတော့ဖြစ်နိုင်ပါစေလို့ကိုကိုကိုလည်းဆုတောင်းမိတယ်လို့တပည့်တပားများကိုလည်းပဲအခုလိုမျက်စရာပူသောကရော့ဘွဲကိုနှစ်စဉ်နှစ်တိုင်းကျင်းပဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် င်အတန်ကြာမှာပြန်လည်ဆုံတွေ့ရတဲ့အတွက်ဆရာကြီးဆရာမကြီးများနဲ့အတူကျောင်းသားကျောင်းလူဟောင်းများအားလုံးတွေယခုအချိန်ဟာတန်ဖိုးအရှိဆုံးနဲ့အမှတ်တရဖြစ်ဆုံးတည်ရှိနေခဲ့ပါတယ်။ ဆမိုင်းနာမည်ကဒေါ်ဆန်းွယ်ပါအထက်ကထူကြီးမှထက်တန်းကျောင်းအဖြစ်နဲ့တာဝန်ထမ်းဆောင်နေပါတယ်၂023ခုနှစ်ဇန်နဝါရီ15ရက်စပြီးတော့ထမ်းဆောင်ပါတယ်ဆရာဆရာမဟောင်းတွေကိုကြော့ခွင့်ရတဲ့အတွက်အတိုင်းမတိဝမ်းမြောက်မိပါတယ်တငယ်ချင်းနေနဲ့ပြန်လည်ဆုံတွေ့ရတဲ့အခါမှာလည်းစိတ်ပျော်ကိုနုဖြစ်သွားတယ်ပေါ့ကွယ်ဆမိုင်းတို့ကျောင်းမှာဆမိုင်းအပါအဝင်ဆရာဆရာမဝန်ထမ်းအားလုံး60ရှိပါတယ်ကျောင်းသားကျောင်းသူကတော့ထက်လေအားလုံး1958ယောက်ရှိပါတယ် ကြောင့်တက်ရောက်လာတဲ့ចောင်းသားចောင်းသူဟောင်းများတဲ့ဆရာကြီးဆရာမကြီးများဟာဘဝအတွက်ခွန်အားဖြစ်စေမယ်။ဆုံးမဩဝါဒစကားများကိုဖွက်ကြားပေးခဲ့ပါတယ်။ဆရာရဲ့အမိကတော့ဥမြင့်ထုံဖြစ်ပါတယ်။ဆရာတော်ဝန်ယူထားတာကတော့ရွှေရူးကော်မတီဦးစီးကော်မတီရဲ့ တွင်းရမှုပါမနေ့ကတော့ပြင်စမအကျင်မျက်စရာပူဇော်ပွဲပြီးတဲ့နောက်မှာဆရမအကျင်ပူဇော်ပွဲနောက်နှစ်ကျင်းပဖို့စုဝေးတိုင်ပင်ကြရင်ရနေပြီးတော့ဆရမအကျင်မျက်စရာပူဇော်ပွဲဖြစ်မောက်လာခဲ့ရခြင်းဖြစ်ပါတယ်ဆရာတို့အသက်အရွယ်ကြီးရင်လာတဲ့အခါမှာမိမိရဲ့တပည့်ဟောင်းလေးတွေနဲ့တွေ့ရရင်ဝမ်းသာကြည်နူးမှုအတိုင်းမသိဖြစ်ရပါတယ်ဒါဟာဆရာတွေရဲ့ပီတိပါ ရိသတ်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ထူးကြီးမြို့မှာကျင်းပပြုလုပ်တဲ့ထူးကြီးအထက်ကကျောင်းသားကျောင်းသူဟောင်းများရဲ့စတ္ထမအချိန်မြောက်ရက်စရာပူဇော်ပေးခမ်းနားဖြစ်ပါတယ်။ဒီနေ့အစီအစဉ်ကနေတဆင့်ကြည့်ရှုနေတဲ့ပရိသတ်များဟာမိမိတို့ရဲ့ငယ်ဘဝကိုပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတို့ရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့မိလိမ့်မယ်လို့မျှော်လင့်ရင်ဒီနေ့အစီအစဉ်ကနေနှုတ်ဆက်ပါရစေရှင်။ကြည့်ရှုအားပေးတဲ့ပရိသတ်များကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။